အလိုအားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျမတို့ဒီအခင်းပေါ်မှာပေါ့နော်အသက်ကြီးပိုင်းတွေအတွက်အဓိကပေါ့နော်အသက်ကြီးပိုင်းတွေဒူးနာတတ်တဲ့သူတွေအတွက်ပြုလုပ်လို့ရမယ်ဒီလေ့ကျင့်ခန်းလေးပေါ့နော်ကျန်းကင်းမှာလည်းမထိုင်နိုင်ဘူးပေါ့နော်အဲအားဆိုလို့ရှိရင်ကိုယ့်ကိုကိုယ်အစဉ်ပြေနေတာဂရင်လေးတောင်မခုံလေးပေါ်မှာနေပြုလုပ်လို့ရမယ်ဒီဒူးလေ့ကျင့်ခန်းလေးကိုပြပေးမယ်နော်အဲ့တော့ကျမနဲ့အတူလုပ်ကြည့်အောင်ဒီဥဆုံးကျမတို့ကခြေောက်လေးတစ်ဖက်ကိုအသားလေးမာလိုက်မယ်မာပြီးပြီဆိုလို့ရှိရင်ခြေောက်ကိုအရှိကိုဖြည်းဖြည်းချင်းဆက် ဆက်ရတဲ့အချိန်မှာကိုနိုင်တလောက်လေးဒါလေးကော့ပြီးမယ်ပေါ့နော်ဒီဒူကောင်းကြွက်သားလေးကိုတေးချာလေးညှစ်ပြီးအဲ့ဒါလေးကို10 second ထိမ့်မယ် okay ပြန်ချအဲ့ဒါလေးကိုပဲနောက်တစ်ကြောပြန်လုပ်ကောင်းဒါလေးဆွဲမမမမပြီးချေဦးကကိုယ့်ဘက်ကိုရောက်ရမယ်နော်အဲ့တိုင်းလေးကော့ထားပြီးမယ်1 2 3 4 5ပြန်ချ1 2 3 4 5 နောက်တစ်ခေါက်ပြန်လို့ပါဒါလေးပြန်မရသလောက်လေးကော့ပြီးကော့ပြီးကဲကွာလက်နဲ့မကင်နိုင်ဆိုကျိုးလေးတာဝါလေးနဲ့ကင်ဆွဲလို့ရတယ်နော်ကော့ထားပါ1 2 3 4 5ပြန်ရှော့ပြီးဆိုနောက်တစ်ဖက်ချိန်အောင်နောက်တစ်ဖက်ကိုလည်းအဲ့တိုင်းလေးပဲဒါလေးကော့ပြီးအောင်ဆွဲကော့ထား1 2 that will ပုံမှန် shoot tall 3 4 5ပြန်ချ နောက်တစ်ချိန်ပြန်ကော်ပြီးကော်ထားဆွဲကော်ထား1 2 3 4 5ပြန်ရှော့နောက်ဆုံးတစ်ခါလောက်မှာမေကော်ရာကော်ရာကော်ရာ1 2 3 4 5ပြန်ရှော့ Okay ဘီဘီဆိုလို့ရှိရင်ကျမတို့ဒီအခင်းလေးပေါ်မှာပေါ့နော်ဂရင်လေးပေါ်မှာပဲဖြစ်ဖြစ်နေလိုက်တယ်ကိုယ့်ရဲ့ဒီဒူးအောင်အောက်မှာ ဒူကောင်းအောက်လေးမှာတာဝါလေးတစ်ခုလောက်ခံလိုက်ပါတော့။တခုကိုခံလိုက်မယ်။ခံပြီးပြီဆိုရင်ကျမကဒီခွာကောင်းအုံးလေးနဲ့ပြပေးမယ်နော်။ဒီဒူကောင်းအောက်မှာတခုခံလိုက်။အဲအရင်ကြီးတော့မမြင့်စင်းနေပါတော့။ပြီးပြီဆိုရင်အဲ့ဒီကိုယ့်ရဲ့အခုကျမထားထားတဲ့ဒီခွာကောင်းအုံးကိုဒူကောင်းနဲ့အဲ့လိုဖိပေး။ဖိ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 အောက်ကိုရသလောက်ဖိနေ။ Okay ပြန် shot ။ပြီးအသားလေးပြန်ဖိဖိတာဒူကောင်းရသလောက်ဖိတာဖိတာ1 2 3 4 5 shot နောက်တစ်ကြိမ်ထပ်ဖီအောင်ဖိဖိကိုနိုင်တလောက်အောက်ကိုဖိချဖိချဖိချဒီဒူအောင်အောက်ကကျွတ်သားနဲ့ဖိချပြီ1 2 3 4 5 shot ပြီးပြီဆိုရင်ခြေလေးနှစ်ဖက်စလုံးပေါ်ကောကြည့်လိုက်မယ်ကဲလက်လေးထောက်ထားပါတော့ကိုကဒီလိုထောက်ရမှမထိုင်နိုင်ဘူးဆိုရင်ရတယ်အိတ်ချလိုက်နော်အောက်မှာဒီလိုအေးရနေပဲ အဲ့ရနဲ့ပဲလှုပ်လဲရတယ်ပေါ့နော်လူလေးကော်ထားပေးပြန် short ပြန်ကော့ပြန် short ပြန်ကော့ထိုင်ရရင်ထိုင်ရလို့နော်ပြန် short ပြန်ကော့ကော်ထားကော့ထားပြန် short ပြန်ကော့မယ်ကော့ကော့ကော့ပြန် short နောက်နှစ်ခါကော့ရသလောက်လေးဆွဲကော့ဒီနေရာလုံးဝညှစ်ထားပြီး โอเคเปลี่ยนช็อตနောက်ဆုံးတစ်ခါလောက်ကောလိုက်မယ်ကောတာကောတာ1 2 3 4 5ช็อตပြီးပြီဆိုရင်တော့အရှိဟိုဒါလေးဆွဲချပြီဖြည်းဖြည်းချင်းช็อตချအခုခံနိုင်တဲ့လောက်လေးช็อตချ1 2 3 4 5ပြန်ช็อตပြီးနောက်တစ်ချိန်ဟိုဒူးကောင်းတဲ့ဒီခွာကောင်းကိုပြန်ဖိအောင်ဖိ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  Yeah, sure. နောက်တစ်ချိန်ဖိ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 ခွာပေါင်းရအရန်မမြင့်စေနဲ့နော်တာဝါလေးနဲ့ဆိုရင်တော့အကောင်းဆုံးပဲဖိပေ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 ပြန်ရှော့နောက်တစ်ခါဖိ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 โอเคပြန်ရှော့ဒါလေးကို10ကလောက်လုပ်ပေါ့နော်10ကလုပ်လိုက်နားလိုက်10ကလုပ်လိုက်နားလိုက်သွားမယ်โอเคပြီးပြီဆိုရင်နောက်တစ်မျိုးကကြာဒူကလေးမြောက်မြောက်ပြီးရင်ဆက်မယ် ကွေးမယ်မြန်စရာမလို့တော့ตาလေးဆွဲပြန်ချပြန်ဆွဲဆက်တဲ့ချိန်မှာချောင်းလေးကိုကော့ထားပြီးမယ်နော်ပြန်ကော့ဆွဲတီပြန်ချဒါတော့ကျမတို့ကတစ်ဖက်ကို10ချိန်လောက်လုပ်ပေးလို့ရတယ်နော်โอเคကော့တီပြန်ချတကယ်လို့လက်ကမြောက်လို့အဆင်မပြေဘူးဆိုဒီလိုလေးပဲလုပ်လဲရတယ်နော်ပြန်ချပြန်ကော့ပြန်ချပြန်ကော့ ြန်ချပြီးနောက်တစ်ဖက်ချိန်မယ်ကော်ဒီပြန်ချကော်ဒီပြန်ချဖြည်းဖြည်းသာသွားကော်ဒီပြန်ချနောက်နှစ်ခေါက်လောက်ကော်ဒီပြန်ချနောက်ဆုံးကော်ဒီမယ်ပြန်ချမယ်โอเคခုကျွန်မပြပေးရဲ့ဒီလေ့ကျင့်ခန်းလေးကိုကိုအကူအိမ်မှာနေ့တိုင်းနေ့တိုင်းလေ့ကျင့်ပေးလို့ရတယ်เนาะလှုပ်ကြည့်ပါတတား